ခုပြောသလိုပဲ O'Reilly ကတော့ဗေဂျန်နေတိုက်စစ်လိုက်ပါတဲ့အပိုင်းတွေရောဖန်တီးမှုတွေရောပို့ပြီးတော့လက်ရှိဖောင်မြပိုကောင်းနေတဲ့ကစားသမားပေါ့နော်ဒါပေမဲ့သူ့အပြောင်းလဲတွေကြာမှာတော့နည်းနည်းလေးဟန်ချက်လေးရိုင်သွားတယ်ဆော့ကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီစီဇန်ကတော့ Wines Back ကနေပြောမှာအဓိကကူညီပံ့ပိုးပေးထားပါတယ်ပရိသတ်တွေကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် Odd အကန့်အသတ်မရှိတဲ့ဒါမောင်းရဲတွေထူးခြားတဲ့ဒါဈေးွက်အစုံနေတဲ့သူရင်ခုန်ခြင်းတော့ Wines Back ကိုဒေါင်းလုဒ်လုပ်ပြီးတော့မှ 1 soccer hawk promo code နဲ့အတူဒါအကောင့်ဖွင့်ကစားနိုင်ပါလေပထမဆုံးတွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကိုဒါစုလက်ဆောင်ရယူနိုင်တဲ့စုလက်ကြောင်းကိုတင်ကောင်းပါချင်ပါတယ်တခြားအားကစားနည်းတွေနဲ့တူအခါအားလျော်စွာအထူး promotion အစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါလိုက်ချင်ပါတယ် promo code ကတော့ video ရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာစကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီတော့ Premier League ပွဲစဉ်တွေထဲမှာ ဒါလန်ဒန်ဒါဘီပွဲဖြစ်တဲ့စပါနဲ့ချက်ဆီတို့ပွဲတကယ်ပွဲကောင်းတစ်ပွဲရှိတယ်နောက်ထပ်ဒါအကောင်းဆုံးဒုတိယအကောင်းဆုံးပွဲပေါ့လေဒါဒုတိယစိတ်ဝင်စားစရာအကောင်းဆုံးပွဲတစ်ပွဲလို့ပြောလို့ရတာတော့မန်ချက်စတာစီးတီးနဲ့ဘုံမောက်တို့ပွဲဖြစ်မယ်ထင်ပါတယ်ဒီပွဲလေးကိုဒါကျွန်တော်နဲ့တူကုဆိုးရရနေပြီးတော့မှသုံးသက်တင်ဆက်ပေးသွားဖို့ရှိပါတယ်ခင်ဗျာကုဆိုးရမင်္ဂလာပါဗျမင်္ဂလာပါကိုအဲဘုံမောက်နဲ့ဒါစီးတီးဒါပွဲရလဲထော်လေးစိတ်ဝင်စားစရာအကောင်းဆုံးเนาะဒီနေ့တင်းစလုံးကလည်းအမှတ်ပေးစရာထိပ်ပိုင်းမှာရက်တည်နေတယ်သူတို့မြတ်တာဘုံမောက်က ဒီဟာဒီပရီးမီယာလီဂ်မှာဆိုရင်ပွဲစဉ်ဒါအဖွင့်ပွဲစဉ်မှာလီဗာပူးကိုသူတို့ရှုံးခဲ့ပြီးနောက်ပိုင်းဒါပရီးမီယာလီဂ်ရှစ်ပွဲစဉ်မရှုံးတော့ဘူးဒီဟာဒီလက်ရှိဒါပရီးမီယာလီဂ်ပွဲစဉ်ကိုအပြီးမှာဆိုရင်ပရီးမီယာလီဂ်အသင်းတွေတဲ့ပွဲဆက် အများဆုံးဒါရှုံးဝဲမရှိထားတဲ့အသင်းပေါ့နော်တစ်ဖက်မှာ Manchester City ကတော့ဒါပြိုင်ပွဲအကျဲရက်လက်တွေတောက်လျှောက်ကောင်းခဲ့တယ်အဲကျွန်တော်ထင်တယ်၈ပွဲဆက်လာမသိဘူးဒါမရှုံးခဲ့ရနေပြီးကြတဲ့တစ်ဖက်ကတော့ Aston Villa ကိုသူတို့ဒါရှုံးနေခဲ့တယ်ဒီပွဲလေးဒါဆိုစတင်သုံးသပ်ပြပါအောင်ဗျဟုတ်ကဲ့ပါဒါဘုံမောက်ကတော်တော်လေးအထင်ကြီးစရာကောင်းတဲ့ဒါစွမ်းဆောင်ရည်မျိုးကိုပြထားတဲ့အသင်းပေါ့နော်အဖွင့်မှာရှုံးပြီးတဲ့ကနောက်ဆုံး၈ပွဲဆက်ဒါ Premier League မှာမရှုံးထားဘူး အခုပြောသလိုပဲအမပီဇာရဲ့ထိပ်ပိုင်းမှာလည်းအာဆင်နယ်နဲ့အနီးကပ်ဆုံးဒီတစ်ပတ်ပွဲစဉ်တွေမှာကစားခင်မှာရှိနေတာဘုံမောက်ပေါ့နော်ဒီဘုံမောက်ကအပြောင်းလဲတီချာမှာဟိုမယိုင်သွားတဲ့အပြင်ပို့ပြီးတော့ဟိုကောင်းလာတဲ့ပုံစံမျိုးတောင်မြင်ရတော့လက်ရှိတအသင်းကြီးတွေနည်းနည်းလေးယော့နေရကြအောင်လဲသူဒီထိပ်ပိုင်းရောက်နေရလဲဖြစ်ကောင်းဖြစ်နိုင်မှာဒါပေမဲ့သူတို့ရဲ့စွမ်းဆောင်ရကြည့်မယ်ဆိုလဲဘုံမောက်ကလုံးဝဒါ short တွက်လို့မရဘူး man city ကတော့ဒါ donnarumma ရောက်လာပြီးနောက်ပိုင်းတောက်လျှောက်အကောင်းဆုံးပုံစံနဲ့အသင်းရဲ့ရလက်တွေလဲကောင်းခဲ့တယ် ဂွာဒီယိုလာသွားခြင်းတဲ့ပုံစံနဲ့တဖြည်းဖြည်းအံဝင်လာခဲ့ပြီးမှပြီးခဲ့တဲ့ဖီလာနဲ့ပွဲမှာတော့သူတို့ရှုံးမဲ့ကြုံထားတယ်။အဲ့ဒီပွဲမှာတော့ဒီဘက်ဂွာဒီယိုလာရဲ့လူထုပ်ပုံနည်းနည်းလေးဟိုဘောနော်မေကွန်ထုတ်စရာလေးရှိခဲ့။ကွန်းလက်အဖြတ်ပိုင်းကိုလုံးဝလိလူရှူပြီးတော့သူပွဲထုတ်ခဲ့တယ်။ရိုဒီဒန်ပြနေတယ်။အဲ့လိုအခြေမျိုးမှာနီကိုကွန်ဇာလက်ကိုလည်းမတုံးခဲ့ဘူး။ကွန်းလက်အထိုင်နေရာမှာရိုက်တာစတယောက်တည်းကိုပဲထားပြီးတော့ဖိုဒန်တို့ဘာနာရိုစီဘာနဲ့ဒါသွားတဲ့ပုံစံမျိုးမှာတော်တော်လေးရုန်းကန်ခဲ့ရပါတော့။ဟုတ်ကဲ့ပါ။တောက်လျှောက်ခြေစွမ်းတက်နေတဲ့ဗီလာကိုသူတို့အဝေးကွန်းမှာရှုံးပြီးတော့ တို့ရဲ့ဒီရှုံမဲမရှိမှတ်တမ်းကလည်းပြန်ပြီးကျိုးပြတ်သွားပြီဆိုဒီပွဲကမန်စီးတီးအနေနဲ့ထပ်ပြီးတော့အမှတ်ရော့မယ်ဆိုရင်အပေါ်ကဥဆောင်နေတဲ့အာဆင်နယ်နဲ့ကြားမှာအမှတ်ကွာချက်ကပိုပြီးများသွားနိုင်တယ်။ကစားမှာတော့အိမ်ကွင်းဆိုတော့မန်စီးတီးတခုခုပြန်လုပ်ပြမလားဆိုတော့ကျွန်တော်ဒီပွဲမှာကြည့်ရမယ်ပေါ့။ဟုတ်ကဲ့ပါမန်စီးတီးပရီးမီယာလိမှာနိုင်ပွဲပြန်ယူနိုင်မလားဆိုတော့ကျွန်တော်အဓိကစောင့်ကြည့်ရမယ်အခြေအနေပေါ့လေ။ဖြစ်ချင်တော့တစ်ဖက်ကဘုံမောက်ကလည်းတို့လေးကိုခြေဆွမ်းပြနေရတဲ့အတင်းဆိုတော့စီးတီးအတွက်နိုင်ပွဲပြန်ရဖို့အခြေအနေလေးကတော့နည်းနည်းလေးတော့ ကင်မရာထင်ပါတယ်ခဏတော့ဒါကိုဆိုပြောရတဲ့အထက်မှာလည်းပါပါတယ်ပြီးခဲ့တဲ့အစတိုမီလာနဲ့ပွဲစဉ်မှာတော့ဒါမန်ချက်စတာစီးတီးရဲ့ပွဲထွက်စဉ်မြင်လိုက်တော့နည်းနည်းလေးအံ့အသင့်စရာဖြစ်သွားတယ်ဒါဒူနာရမာနဲ့အတူဒါဒူနာရမာပြန်ပါလာပြီးနောက်ပိုင်းပါလာပြီးနောက်ပိုင်းပေါ့လေစပြောမှာပါလာပြီးအချိန်တွေကစကြည့်မယ်ဆိုရင်မန်ချက်စတာစီးတီးတော်တော်လေးရလာကောင်းလေတစ်ဆက်တည်းမှာပဲကျွန်တော်ဂျဗာရီယောပြန်ပါလာတဲ့အချိန်နဲ့လဲတွဲပြောမှာကြိုက်နေဟုတ်ကဲ့ဂျဗာရီယောကိုဒါဆန်နာဘက်အနေနဲ့တွဲပြောမှာတုံးတဲ့အချိန်မှာစီးတီးရဲ့ခံစစ်ကဒီရာသီအစပိုင်းဒီပွဲစဉ်နေနဲ့ပေါ့နော်မတူဘဲနဲ့ ခန်းစစ်ပိုင်းတော်ရီကိုကောင်းခဲ့တာတွေ့ရတယ်ဖြစ်ကျွန်တော်အစတိုမီလာနဲ့ပွဲတော့ကကြတော့ဂျာဗာရီယိုကိုဘေချမ်းကိုထုတ်လိုက်နော်ဘေချမ်းထုတ်လိုက်ပြီးတော့မှဂျွန်စတုန်းနဲ့ရူဗန်ဒီယက်စ်ကိုစန်နာဘက်မှာတွဲပြီးတော့မှတောင်းလိုက်တယ်အဲ့ဒီတော့ပူပြီးတော့မှဆိုတာဒီစန်နာဘက်နှစ်ယောက်ရှိမှာကစားတဲ့ကစားသမားလည်းလောကနံပါတ်7ပုံစံမျိုးလည်းမဟုတ်ဘူးနီကိုကွန်ဇာလည်းမဟုတ်သူတို့ရိုဒရီလည်းမဟုတ်ဘူးနောက်ထပ်ဒါကူဘာချစ်လည်းမဟုတ်ဘူးเนาะမဟုတ်ခဲ့တဲ့အချိန်တွေတခုမှာတော့စီတီရဲ့ဒီလိုင်းနယ်လေးကနည်းနည်းလေးအောက်ခဲ့တာကိုလည်းကျွန်တော်တွေ့ရတယ်တကယ်ကစားတဲ့အခါမှာလည်းကျွန်တော်ဒါဖောင်ကောင်း ရနေတဲ့ City ရဲ့ကစားပုံမျိုးကျွန်တော်ဒါမမြင်ခဲ့အောင်ဆိုတော့ဒီဘွဲမှာရောဒါ City ကဘယ်လိုပုံစံမျိုးနဲ့ပွဲထွက်လာမယ်လို့ဒါကိုစိုးရိမ်သုံးသပ်ချင်တယ်မျိုးပြဟုတ်ကဲ့ပါလက်ရှိ Man City ကတော့ဒဏ်ရာပြဿနာကြီးကြီးမားမားမရှိဘူးเนาะလူကတော့ပြန်ဆုံတော့ဖြစ်နေ Rudy ကလွဲလို့ဂျန်တဲ့ဒီအပိုင်မှာတော့အများကြီးကျွန်တော်ဒါဒဏ်ရာရှိနေတာမျိုးမဟုတ်ဘူးဆိုတော့ကျွန်တော်ဖြစ်နိုင်ပွဲလူစင်းကိုကြည့်လိုက်တော့ပြီးခဲ့တဲ့ဒါဘန်လီနဲ့ပုံစံမျိုးပဲဂဗာဒီယိုကိုပဲထုတ်ထားတယ်ကျွန်တော်ကလာနဲ့ပွဲပေါ့လေဟုတ်ကဲ့အာ sorry အက်စတိုမီလာနဲ့ပွဲတော့ငါပုံစံမျိုးပေါ့နော်ဂဗာဒီယိုကိုပဲထုတ်ထားတယ်ဂျွန်စတုန်းနဲ့ကျွန်တော် DS ကို တွေ့ထားတာမျိုးမြင်ရတယ်။ညာချမ်းမှာလည်းနူးနေဆိုတော့အခုပြောသလိုပဲ O-Rally ကတော့ဘယ်ချမ်းနေတိုက်စစ်လိုက်ပါတဲ့အပိုင်းတွေရောဖန်တီးမှုတွေရောပို့ပြီးတော့လက်ရှိဖောင်မြပိုကောင်းနေတဲ့ကစားသမားပေါ့နော်။ဒါပေမဲ့သူအပြောင်းလဲတွေကြောင်းမှာတော့နည်းနည်းလေးဟန်ချက်လေးရိုင်သွားတယ်။ဒီခံစစ်တဲ့စာရင်ကျွန်တော်ကခုနကွင်းလဲကိုသူအပြောင်းလဲလောက်လိုက်တာကွင်းလဲမှာသူနံပါတ်6ရိုးကိုတယောက်မှမတုံမဲနဲ့နည်းနည်းလေးအရေးစွန့်ပြီးတော့သူလူထွက်လိုက်တာအဓိကလို့ကျွန်တော်ထင်တယ်။ဟုတ်ကဲ့ပါ။ဒီပွဲမှာသတိထားရမယ့်ချက်ကကျွန်တော်ဒါ Man City က DRT တစ်လျှောက်လုံးကဟာလန်ရဲ့ twin goal တွေပုံမှာပဲလုံးဝအပြည့်အဝမိခိုးထားတာ ာလန်တယောက်တည်းကပရီးမီးယားလိမှာသူက17ဂိုးသွင်းထားတယ်။ကျန်တဲ့ကစားပေါ်တွေကသူလဲဆိုအဝေးပဲတကူတက်ပုံသွင်းထားတဲ့ကစားသမားမရှိဘူး။ဟာလန်ရက်တာနဲ့မန်စီးတီးရက်သွားတာတိုက်ဆိုင်မှုမဟုတ်ဘူးနော်။တို့ရှုံးခဲ့တဲ့နှစ်ပွဲလုံးကိုကြည့်လိုက်ရင်ကျွန်တော်တို့ကရှုံးခဲ့တဲ့ပွဲတွေကတို့တောက်လျှောက်ရက်လက်တွေကောင်းခဲ့ပြီးမှစပါးသင်းကိုသူဂိုးမသွင်းနိုင်ဘူး။အဲ့နောက်ပိုင်းမှာ Brighton နဲ့ကနေစပြီးတော့သူတောက်လျှောက်ဂိုးတွေသွင်းခဲ့တာ။ပြီးခဲ့တဲ့ပွဲမှာပြန်ရက်သွားတယ်ဆိုတော့သူလဲဂိုးမသွင်းရောအသင်းရဲ့ရက်လက်တွေကပြန်ရိုင်သွားတယ်ဆိုတော့ဒီအချက်ကမန်စီးတီးအတွက် တော်တော်သတိထားမယ်အချက်ကျန်တဲ့ကစားသမားတွေကသူ့စီရဝင်ကိုဝင်တွေကိုမျှပြီးတော့မယူနိုင်ဘူးเนาะအခုတောင်းပန်မှာဆိုရင်ဆာဗီညိုတို့ဒိုကူတို့ရှိတယ်ကိုယ်လည်းမှာဖိုဒန်တို့ရှိတယ်ဆိုပေမဲ့ဒီကစားသမားတွေစီကတွင်ကိုနှုံကတော်တော်လေးနဲတာတွေ့ရဆိုတော့ဟာလန်ပေါ်မှာအယမ်းမိခိုးတဲ့အချက်ကပြိုင်ဘက်တွေအတွက်ကြာရေရှည်မှာဟာလန်ကိုဘယ်လိုထိန်းရမလဲဆိုတာကိုတဖြည်းဖြည်းနဲ့ပေါ့เนาะဒါဘီလာလိုအသင်းကြတော့နှက်သွားပြီဆိုတော့အဲ့မှာသူတို့နည်းနည်းလေးရက်သွားပြီဆိုတော့ဒီချက်ကတော့ဒါမန်စီးတီးအတွက်တော်တော်လေးသတိထားမယ်ထင်ပါတယ်ဟုတ်ကဲ့ပါဖြစ်ချင်တော့အက်စတိုမီလာနဲ့ပွဲတော့က ဒီတိုက်စစ်ပိုင်းမှာလည်းနည်းနည်းလေးအပြောင်းလဲရေလုပ်ထားပါမနော်။ဟုတ်ကဲ့။တော်မန်တိုက်စစ်မှာဆိုရင်ကျွန်တော်ဒါပုံစံကောင်းရနေတဲ့ဒိုကူကိုဆိုရင်ဒါဒုတိယပိုင်းမှာတုံးခဲ့တာတွေကိုကျွန်တော်တွေ့ရတယ်။နောက်တဲ့ဒီတော်မန်တိုက်စစ်တွေကလည်းပုံမှန်တုံးနေကြတော်မန်တိုက်စစ်တွေမဟုတ်ဘူးဆိုတော့ဒီဘွဲမှာတော့ကျွန်တော်ဒိုကူဒါမှမဟုတ်7ဟိုဒီအတွဲကတော့ပြန်ပြီးတော့မှဒါကျွန်တော်ဒါတုံးလာမယ်လို့ထင်တယ်။ဒီလိုမျိုးတော်မန်တိုက်စစ်တွေပြန်ပြီးတော့မှအားကောင်းလာမယ်ဆိုရင်တော့ CD ရဲ့ ဒီတိုက်စစ်ပုံစံကောင်းတစ်ခုကိုကတော့ကျွန်တော်ဒါမြင်ရမယ်လို့မျောနေပါတယ်တစ်ဖက်မှာဘိုးမောက်ကရောဒါဆိုရင်တစ်ချက်တော့သုံးသပ်ပြောဘိုးမောက်မှာကျွန်တော် Evanescence ဒဏ်ရရွားတယ်ဒဏ်ရရွားတဲ့ချိန်တွေမှာဒီဘုံမော့ရဲ့ squad depth အင်အားကလည်းအရင်ကြီးကောင်းတဲ့အထဲမှာတော့မပါဘူးလေအဲ့ဒီတဲကမှဒီလူငယ်ကစားမလေးအသက်16နှစ်သားလေးရှိတယ်ဗရာဇီကစားမလေး Krubi ကိုပွဲထုတ်လိုက်တယ် Krubi ကလည်းဒါ Palace နဲ့ပွဲရဆိုနှစ်ခိုးသွင်းတယ်ပေါ့ဒါ16နှစ်သားလေးကမထင်မှတ်ဘဲနဲ့ဒါအရင်စင်းင်းကနေ ပွဲထွက်ခွင့်ရတဲ့အခြေအနေတခုမှလည်းအကောင်းဆုံးပုံစံကျွန်တော်ဒါခြေဆွံပြခဲ့တယ်နောက်ထပ်စီမညိုကလည်းဒါတကယ်ကိုအားကိုးရတဲ့ကစားမတယောက်ဖြစ်နေတယ်ဆိုတော့ဘုံမောင်ရဲ့အခြေအနေလေးလည်းသုံးသပ်ပြပါဦးဗျဘုံမောင်ရဲ့တိုက်စစ်ကတော်တော်လေးဒါဟိုပေါ့နော်တယောက်နဲ့တယောက်နဲ့ကြားမှာကစားပုံရလည်းမတူတဲ့တိုက်နဲ့ဖွဲ့စည်းထားပြီးတော့တော်တော်လေးအားကောင်းတာတွေအထူးသဖြင့်စီမညိုဆိုရင်ဒီရာဒီမှာဒါဘဲတောင်မှကစားသမိုင်းမှာတကယ်ကိုအတင်းအတွက်အကျိုးပြုဆုံးကစားသမိုင်းမှာပါတယ်ခုနကအကိုပြောတဲ့လူငယ်လေး group ပြရလည်း ောက်ပိုင်းပွဲတွေမှာတော်တော်လေးခြေစွမ်းတက်လာပြီဒီရာသီမှာသူ6ပွဲပဲကစားထားတယ်နောက်ဆုံး2ပွဲဆက်လဲဂိုးသွင်းထားပြီအဲ2ပွဲမှာသွင်းကို3ဂိုးရထားတယ်ဒီရာသီမှာသူကဒီသိပ်ပွဲထွက်ခွင့်အများကြီးမရထားပေမဲ့ evenness မရှိချိန်မှာကစားရင်းနဲ့တဖြည်းဖြည်းနဲ့အသင်းနဲ့အသားကျလာပြီးတော့အရေးပါတဲ့သွင်းကိုတွေသွင်းထားတယ်နောက်တစ်ချက်ကဘုံမောက်ကအေရီယာပြန်ရနေသွင်းကိုတွေတော်တော်လေးဒီရာသီမှာသွင်းထားတဲ့အသင်း outside က outside the box ကနေဂိုးတွေအများဆုံးသွင်းထားတဲ့အသင်းတွေမှာဘုံမောက်ကဦးဆောင်နေတယ် crewby ဆိုလဲအဲ့လိုပုံစံမျိုးနဲ့သွင်းသွားဆိုသူတို့မှာတူကြီးမြန်နှုံးမြင့်နဲ့ဒါစီမံညိုရှိတယ် crewby လို့ အခုယုံကြည်မှုကောင်းတဲ့ကစားသမားရှိတယ်။တောင်ပံမှာလည်းဒါဗာနီယာတို့လိုကစားသမားမျိုးတွေရှိတယ်။ပြီးတော့ Clybet လိုအသင်းအတွက်နေရာစုံလိုက်ပြီးတော့ဗောနော်တိုက်စစ်ကိုလည်းတိုက်ကစားနိုင်တယ်၊ကိုယ်လည်းလည်းချိန်ဆက်နိုင်တယ်။ခုနပြောလို့အဝေးကန်ချက်တင်လည်းဂိုးသွင်းနိုင်တဲ့ကစားသမားတွေနဲ့တိုက်စစ်ကစုပွဲထားဆိုမန်စတီအတွက်ဒီချက်ကတော်တော်သတိထားလိမ့်မယ်။ပုံပေါက်ကတော်တော်လေးကိုဖိအားကင်းကင်းနဲ့လုံးဝဟိုသူတို့ကအကြောက်လန့်မရှိဘူး။ကစားနေရပါတော့အထူးသဖြင့်ခန်းစစ်ပိုင်းမှာအများကြီးကစားသမားတွေပြောင်းသွားတယ်ကိုသမားအပါဝင်ခန်းစစ်တန်းလုံးမှာဒါအကုန်နှီးပါပြောင်းသွားတယ်တယောက်ပဲဒါ ကျန်ခဲ့ဆန်နစီတယောက်ပဲကျန်ခဲ့တာဒါတော့ဆန်နစီကပြီးခဲ့နှစ်ကအပြည့်ဝနေရာရတဲ့ကစားသမားမဟုတ်ဘူးเนาะဒါဟုတ်ဒီဝိုင်ဆန်တို့ဇာဘာညီတို့ပဲကစားဆိုဒါပေမဲ့ဒီခက်စစ်ကမໃຫရင်သွားတဲ့ပြင်ဟိုအသင်းရဲ့ကစားဟန်ကလည်းဟန်ချက်ကလည်းတော်တော်လေးညီနေတယ်ကွက်လက်မှာဆိုလဲထိုင်လာအဒန်တို့လိုဇာမမျိုးတွေပြီးတော့အလက်စကော့တို့လိုဇာမမျိုးလူငယ်တွေနဲ့ဖွဲ့စည်းထားပြီးတော့အသင်းလိုက်ဟန်ချက်ကတော်တော်လေးကောင်းတယ်ဆိုတော့ဒီပွဲကမန်စတီအတွက်တော်တော်သတိထားမှတင်ပါတယ်ဟုတ်ကဲ့ပါဘယ်ချမ်းမှာကျွန်တော်စီမံညိုနဲ့အတူဒါ true fact ပေါ့နော်ဟုတ်ကဲ့ပြီးခဲ့တဲ့ရာသီကကာကက်စ်ကတကယ်ဟိုလမ်းထွက်နေအောင်တော်တော်ကောင်းရာကာကက်စ်မရှိတော့တဲ့အချိန်တွေမှာ true fact ကလည်းဒါရာသီတစ်ကိုကျွန်တော်ဒါအသင်းတစ်ကိုရောက်လာတဲ့အချိန်တွေတခုမှာအားအသေးလောက်အောင်ငါခြေဆွမ်းပြနိုင်အောင်ကျွန်တော်တွေ့ရပွဲတိုင်းပွဲတိုင်းကျွန်တော်ဒါကြည့်မယ်ဆို true fact စီကနေဒီ cross ball တွေကတကယ်ကိုကြောက်စရာကောင်းတယ်နောက်ထပ်စီမံညုံနဲ့အထွေဖက်တွေကလည်းအားကောင်းအောင်တွေ့ရတယ်ဘုံဘောင်းရဲ့ဒီ type ကိုကကျွန်တော်ဒါ Manchester City နည်းနည်းလေးသတိထားပြီးတော့မှကစားရမယ့်ပုံစံမျိုးပေါ့နော် high pressing ကစားတယ်နောက်ထပ်ဒီ break တွေကနေ ကောင်းချင်းချောင်းနိုင်တဲ့ပုံစံမျိုးကိုကျွန်တော်တွေ့ရတယ်ဒီခေါင်းသားတက်ကင်းနေကောင်းတယ်ဒီအခြေအနေတခုနောက်ထပ်ပုံရောမှအန်အသင်စာကောင်းတာကဒီဘယ်လိုပြောမလဲစီမံညိုရဲ့လက်ပစ်ပေါ်ကြီးကျွန်တော်ဒါဒီအာဒီဒီ long throw တွေတော်တော်လေးကိုဒါခက်စားလာတယ်ပေါ့လေ free value မှာဒါ long throw တွေတော်တော်လေးခက်စားလာတဲ့အခြေအနေမှာကျန်တဲ့ဒီအသင်းအများစုကကျွန်တော်ဒါ bright brandford ပဲကြည့်မလားဒါမှမဟုတ် brandford နောက်ထပ်ကျွန်တော်ဒါ crystal valley ဒီအတင်းတွေကကစားမတွေကကျွန်တော်ကြည့်မယ်ဆိုရင်လက်ပြဘောအများစုကကျတော့ center back ဒါမှမဟုတ် full back တွေကနေစကျွန်တော်ပြက်တယ် အဲ့မှာဘုံမောက်ကတော့ထူးကြကြပဲဘုံမောက်ရဲ့လက်ပစ်ဘောတွေရတယ်ထိရောက်တဲ့ထဲမှာပါတယ်အဲ့လက်ပစ်ဘောကိုပြစ်တာကြောင့်စီမံညိုဖြစ်နေတယ်ဗောနော်စီမံညိုရဲ့လက်ပစ်ဘောနောက်တဲ့သူ့ရဲ့ဒီကောင်တာတွေနောက်တဲ့သူ့ရဲ့အလိန်ခေါက်တွေလည်းအရန်ကိုဟိုအကျိုးပြုရဆိုဒီဘွဲမှာကျွန်တော်ဒါစီမံညိုရဲ့ချင်းချောက်မှုဟာစီလီဘောဘလောက်ထိမြဲဒီဖိအားဖြစ်စေမလဲဗောဒီပိုင်းလေးတုံးတာပြေးကြပါရဲကိုစီမံညိုရဲ့ခုနအကိုပြောတဲ့ဒီတောင်ပန်ကသူ့ရဲ့မြန်နှုံးနဲ့ပြိုင်ဘက်ကိုကြော်ဖြတ်မှုတွေအကိုပြောသလိုမထင်မတဲ့ ဒီ long throw ဆိုတာအကိုပြောသလိုပဲခန်းစင်းကစားသမားတွေပဲအများဆုံးဒါပြုတ်လို့ပဲမနာသူသူကိုယ်တိုင်လုံနေတယ်ဆိုတော့ဒီချက်တွေကတော်တော်လေး Man City ရဲ့ခန်းစင်းကိုဖိအားများစေမှတင်တယ်ကျွန်တော်ထင်တာတော့သူတို့ရဲ့မြန်နှုန်းကို Man City ခန်းစင်းထိနိုင်ဖို့ရုံးကန်ရနိုင်တယ်ဘာလို့ဆိုအကုန်လုံးမြန်တာအဲ့တိုက်စစ်မှာရှိတဲ့ကစားသမားအကုန်လုံးကဟုတ်တယ် transition တွေလည်းကောင်းတယ်ပေါ့နော်ဒါကျွန်တော်ရာသီဖွင့်မှာဆို Liverpool လို့အသင်းကိုသွင်းသွားတဲ့ကိုရီးဆိုတူးချင်း transition တွေကိုတောက်လျှောက်လုပ်ပြီးတော့သွင်းသွားတာဆိုတော့ဒါ Man City တို့လည်းသတိထားမဲ့အချက်ထဲမှာအဲ့ဒီဘယ်ချမ်းကိုအဓိကထိရမှတင်တယ် ဟုတ်ကဲ့ပါကျွန်တော် CD ဘက်ကတော့ဒါညာချမ်းပေါ့ဒီ CD ရဲ့ညာချမ်းခန်းစစ်နောက်တစ်ဒီညာတောင်ပန်းညာတောင်ပန်းအနေထားပုံမှန်အတိုင်းကျွန်တော်ဒါကြည့်မယ်ဆိုရင် CD မှာလည်းဒီအချမ်းနေရာကကြောင့်နည်းနည်းလေးအပြောင်းလဲများတာကိုလည်းကျွန်တော်ဒါတွေ့ရတယ်ညာတောင်ပန်းတိုက်စစ်မှာဆိုရင်ဒါဘာနာဒိုဆေးဘောက်ကို၃နာမျိုးလည်းရှိတယ်အော်စကာဘောက်ကို၃နာမျိုးလည်းရှိတယ်ဘယ်ချမ်းမှာတော့ကျွန်တော်ထင်တယ်ဒါမာရီယက်စ်နူနက်ကိုပဲသုံးမယ်လို့ထင်တယ်ကူဇာနော့ကတော့ဒါမပါနိုင်သေးဘူးလို့ကျွန်တော်တော့ထင်တယ်ကူဇာနော့ပါရင်တော့ပို့ပြီးတော့မှတော့ကောင်းတာပေါ့လေအဲ့တော့ဒါ CD ရဲ့ညာချမ်းကတော့ ပို့ပြောမှဒါတတိထားမဲ့အခြေအနေမျိုးလို့ကျွန်တော်တော့ထင်တယ်။အဲ့တော့ဒီ Manchester City ကရောကျွန်တော်ဒီတိုက်စစ်ဒါတီးကြပါလေသူရဲ့အင်ကွင်းဖြစ်တဲ့အတွက်သူကတော့ပို့ပြောမှပဲတိုက်စစ်ကိုဥဆောင်မယ်။သူတို့ဥဆောင်တဲ့အခြေအနေမျိုးမှာရောဒါ City ရဲ့တိုက်စစ်အစုဖွဲ့ပုံစံလေးကိုလည်းခုဆိုရေးတုံ့တက်ပြပါအောင်ဗျ။ဟုတ်ကဲ့ပါ။ City ရဲ့တိုက်စစ်ကတော့ကျွန်တော်ရှင်းမှပြောခဲ့သလိုဒါ Haaland ပေါ်မှာအလွန်ကြုံကြီးမိကိုထားရတဲ့အနေထား။ Haaland ကဒီရာသီမှာအသင်းအတွက်တကယ်ကိုဆုံးဖြတ်ဂိုးတွေတောက်လျှောက်မန်စီးတီးရလက်ကောင်းတဲ့အချိန်မှာဟာလန်တောက်လျှောက်ဂိုးတွေသွင်းခဲ့တာဆိုတော့သူ့ကိုပဲအဓိကကြည့်အောင်ဒါပေမဲ့ဟာလန်ရဲ့ကျွန်တော်တို့မှတ်တမ်းနေကြည့်လိုက်တော့ ဒီဘုံမောက်ကသူ့အတွက်ဟိုကိုသွင်းရတာအရန်ခတ်ခဲ့တယ်ဗောနော်မိနစ်400ကျော်လောက်သူဘုံမောက်နဲ့ရင်ဆိုင်ခဲ့ရမှာတကူပဲရခဲ့ဘူးလေနယူကဆယ်ပြီးရင်ဘုံမောက်ကသူ့အတွက်ကိုသွင်းရအခက်ခဲဆုံးပြိုင်ပွဲပြိုင်ပွဲ23သင်းလောက်ရင်ဆိုင်ခဲ့တဲ့မှာအဲ့နှစ်သင်းကိုသူကိုတွေမျောလန့်ထားတာလောက်မသွင်းနိုင်ဘောနော်ဒီချက်ကနည်းနည်းဟာလန်အတွက်စိုးရင်စရာပဲပြီးတော့မန်စီးတီးကိုတိုင်ကလည်းဒီရာသီတပွဲကိုပြန်ပြကန်ချက်က73ချိန်လောက်ပဲရှိတော့ပုံမှန်ထက်ဆိုင်အရင်အထက်အများကြီးလျော့သွားပြီ2000ဒါခွန်ရှစ်နောက်ပိုင်းမှာတပွဲပြန်ပြကန်ချက်အနည်းဆုံးအဲ့တော့17ချိန်လောက် ကန့်သွင်းနိုင်ကြတယ်ဆိုဒီအချက်တွေကလည်းနဲ့တိုက်စစ်မှာတခြားကစားသမားတွေဟိုပြိုင်ဘက်ကိုချိန်ချဖို့ဆိုရင်နည်းနည်းလေးကျွန်တော်စိုးရိမ်နေပါတော့ဒါဟာလန်ကိုပဲအဓိကကြည့်ရမယ်ဒါပေမဲ့တခုတော့ရှိရယ်ဒီနေ့သင်တွေ့ရင်မန်စီးတီးကလုံးဝမထင်မှတ်ထားလောက်အောင်ကိုအပြတ်သက်ကြီးကိုရလက်တွေကတာနေရပါတော့ဒါကျွန်တော်ထိတ်တဲတွေးဆမှုကြည့်ရင်လုံးဝမယုံနိုင်စရာရလက်ကြီးအိမ်ကွေးမှာ၈ပွဲတွေ့ရယ်၈ပွဲလုံးရာနှုန်းပြနိုင်ထားတယ်၁၆ပွဲတွေ့တယ်15ပွဲနိုင်ထားတယ်မနစ်ကတပွဲလာပဲသူတို့နိုင်ပွဲပြောက်ပဲတပွဲရှုံးခဲ့တာဆိုအဲ့အဲ့ record ကြီးကတော့ဒီဘက်မှာ Man City က နိုင်ပွဲပြန်ပြီးတော့ရဖို့လည်းလိုအပ်နေတဲ့အနေအထားမျိုးမှာထပ်ပြီးတော့ဗောနော်လုတ်ပြနိုင်အောင်လားဆိုတော့ကျွန်တော်ကြည့်ချင်တယ်ဗောဟုတ်ကဲ့ပါကျွန်တော်ဒါ hatred record တွေကတော့ဒါ city တော်တော်ကြီးကိုအားသာတယ်အထူးဖြင့်ကျွန်တော်ထင်ပါတယ် Guardiola နဲ့ဘုံမောက်တွေ့ဆုံမှုမှာတော်တော်ကြီးကိုအားသာဗောလေဒီဘယ်လိုပြောမလဲကျွန်တော်လည်းအဲ့ဒီအချက်လေးတွေကတော့ဟိုးရင်ကဒီ opta stat တွေထွက်လာတော့သတိထားမိပါတယ်နော်ကျွန်တော်ဒါ Guardiola နဲ့ဘုံမောက်ဒါ Guardiola ရဲ့ premier league နီးပြားပွဲမှာဆိုရင်ဘုံမောက်ကနိုင်ပွဲသူ့အတွက် အနိုင်ရမှုအလွယ်ဆုံးအသိဆိုပြီးတော့မှကျွန်တော်ဒီချက်လက်လေးလည်းကျွန်တော်တွေ့ရဆိုဒါပေမဲ့လက်ရှိမှာတော့တေချာတစ်ခုကဘုံမောက်ကဒီဘယ်လိုပြောမလဲအသိလိုက်စုဖွဲ့မှုရောတူးချင်းပိုင်းမှာရောနောက်ထပ်အသိလိုက်ဒီဘယ်လိုပြောမလဲတိုက်စစ်သွားတဲ့ပုံစံတွေရောတကယ်ကိုစီးတီးတိထားမဲ့ပုံစံဖြစ်နေရတဲ့အတွက်ဒီဘက်မှာဒါစီးတီးအနေနဲ့လူချင်းနဲ့နိုင်ပွဲပေါ်လေတေချာတစ်ခုကတော့သူတို့ပြီးခဲ့တဲ့ဗီလာပတ်ကမှာသူတို့ရှုံးထားတဲ့အတွက်ဒီအင်ကွင်းပွဲစဉ်မှာမဖြစ်မနေအနိုင်ယူရမယ်ဆိုပေမဲ့လူချင်းနဲ့နိုင်ပွဲမျိုးရောရနိုင်ပါမလားဆိုရင်ဒီပွဲကကျွန်တော်တို့က ဟာလန်ဘလောက်လုတ်ပြမလဲဆိုတာရဲ့နှစ်ချက်ပဲကြည့်ရမှာသူတို့ရဲ့ head to head record ကိုထပ်ပြီးတော့ထိန်းနိုင်မလားပလေးရဆိုရင်တော့တော်တော်လေး man city အတွက်ရောကန်နိုင်တယ်မလွယ်လောက်ဘူးလို့ကျွန်တော်ထင်တယ်တော်တော်ခက်ခဲလိမ့်မယ်နိုင်ဖို့မဖြစ်မနေလိုအပ်နေတာတော့ man city ပေါ့နော်ဘာလို့ဆိုတော့ man city ကဒီထက်အမှတ်ကထပ်ပြက်လို့မရတော့ထပ်ပြန်ရာသီဘွားမှာတဲ့ဥဆောင်သူ arsenal နဲ့ဂျာမန်အမှတ်ကွာကြပိုကြီးွားမယ်ဆိုရင်လိုက်ဖို့ခက်သွားတော့မယ်ဆိုတော့ဒီအခြေအနေကိုဘလောက်ထိလုတ်ပြမလဲဒါကိုကျွန်တော်ကြည့်ချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒါဘလို့ရလက်ထွက်မလဲဆိုတော့ဒါစောင့်ကြည့်ရပါလိမ့်မယ်တကယ်ဝယ်ပွဲရတော့ ဟိုခမန်းရတော်တော်လေးခက်တဲ့အနေထားမျိုးပေါ့လေနှစ်သင်းလုံးရဲ့ player တကယ်ကိုအားကောင်းတယ်အထူးဖြင့်ဘုံမောက်ရဲ့ player ထင်တာလည်းကိုပူပြီးမှအလုပ်ဖြစ်နေတယ်ပူပြီးမှအားကောင်းနေတဲ့အတွက် Manchester City တော်တော်လေးကိုသတိထားကစားရမယ်ပွဲလို့ဒါတုံ့သက်လို့ရပါတယ်အခုလိုမျိုးတရားဒီပွဲနဲ့ပတ်သက်ပြီးမှတုံ့သက်ပေးသွားတဲ့အတွက်ကိုဆိုယိုကျေးဇူးထူးတင်ရှိပါတယ်ကြည့်ရှုအောင်ပေးကြတဲ့ Soccer Operator တူးချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ